အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကတော့ Facebook မှာ Quantum Modernization အောင်ကျင်နေဆိုရင်ကျွန်တော်အရေးတော်လောက်ရပါပြီးဆိုရင်တော့အကြောင်းမဟုတ်ဘူးเนาะရိုးရိုး Facebook profile နေဆိုလို့ရှိရင်သူက professional desktop ပြောင်းရမယ်เนาะအဲ့လိုပြောင်းပြီးမှသာ Quantum Modernization ချောက်လို့ရတယ်เนาะ คนน่ะหมอยายရှင်ออกมุสรเองอะเยซอลอ่ะบา Facebook ก็ช้ามาถ่าได้ policy อยู่ไล่นายามั้ยเนาะ policy เนี่ยก็อันตรายเว้ยตัวก็อาจารย์อัพขึ้นပြောมั้ยเลยရှင်ตัวเนี้ยวิดีโอดิตัวเนี้ยทะชิ้นนี่ตัวเนี้ยปုံนี่ก็เนาะไม่ตื่นหมดบ่เนาะကိုယ်တိုင်ရ ကိုတပ်ပုံအဲ့ဒါတွေကိုပုံမှန်လေးတင်ပြီးတရက်ကိုသုံးဖို့ဖြစ်ဖြစ်လေးဖို့ဖြစ်ဖြစ်ပုံမှန်လေးတင်ပြီးတရက်တရက်နော်အဲ့လိုပုံမှန်လေးတင်ပြီးလို့ရှိရင်သူကအောင်နိုင်ရည်ရှိတယ်ကွန်တမ်မော်ရီယေးရှင်းကလူတိုင်းလူချင်းကြတာဒါပေမဲ့လူတိုင်းရဖို့မလွယ်ဘူးသူကအရန်စီကန်းနေများတယ်နော်တကယ်လို့ရသွားပြီဆိုလို့ရှိရင်လည်းသူ့ ရေရှည်တည်မြောက်ထိမ့်သိမ့်ဖို့လည်းတော်တော်ခက်တယ်။ဘာလို့ဆို policy တွေလိုက်နာရတယ်။ကိုကကိုရိုက်ထားတဲ့ video တခုကိုသူများသင်းနေတော့ထည့်လိုက်လို့ရှိရင်အဲ့မှာ copy right me copy right me ပါလို့ရှိရင်သူကဘယ်ငွေလမ်းကြောင်းအပိတ်ခံတည်ရပေါ့နော်။ဒါမှမဟုတ်အဲ့ဒါဖြည့်ရှင်းလို့ရပါတယ်။အကြီးက content moderation setup point အောင်တော့ပါလေ။အရင်တော့လောက်ရအောင်။လောက်တဲ့နေရာမှာအရင်လည်းမခက်ဘူးနော်။ ူများလက်ရှိနေကိုမတင်ပါနဲ့သူများရဲ့ဗီဒီယိုတွေကိုဒေါင်းလို့ဆွဲပြီးမတင်နဲ့နော်ကိုဖုန်းနဲ့ရိုက်ထားတဲ့ဗီဒီယိုတွေကိုရဲ့အရေးရှင်တွေပါဗျာအပြင်သွားဘယ်သွားညသွားဘယ်သွားတယ်ဘာလုပ်တယ်အဲ့ဒါလေးတွေဗီဒီယိုရိုက်ပါနော် view လားလေးတွေ့ဗီဒီယိုလေးရိုက်ရိုက်ပြီးလို့ရှိရင်တင်ပေါ့အဲ့ဒါလို့ရှိရင်သူက Facebook က ူစစ်ဆေးတာပေါ့နော်အခုနောက်ပိုင်း Facebook မှာအခုကျွန်တော်ပို့တင်လို့ရှင်လေအဲ့မ copyright ဆိုတော့ copyright second ဆိုတော့တူတစ်ခုပါလာညာအဲ့ကောင်ကတည်းကတော့သူရှက်ဒီတစ်ချက်ဒီဗီဒီယိုက copyright ရှိလားမရှိလားသူစစ်ပြတယ်နော်ဘာမှပြကြမလို့အဲ့တော့ကိုပိုင်ဗီဒီယိုတွေကိုပိုင်တပ်ပုံတွေများများတင်ပါအဲ့ဆိုလို့ရှင်90ရာခိုင်နှုန်းရနိုင်ချေရှိတယ်နော် အခုတော့နိုင်ငံမှနေတဲ့လူတွေကတော့အဆင်ပြေတာပေါ့နော်မြန်မာပြည်မှာနေတဲ့လူတွေကတော့မလွယ်ဘူးပြမြန်မာပြည်မှာနေတဲ့လူတွေက content moderation အောင်လို့อ่ะမြန်မာပြည်ကိုဘန်းထားတာပေါ့နော်ဒါပေမဲ့အကြော်ခွာရရနေလို့တော့ရနိုင်ငံခြားမှာကိုအတိမိတ်ဆိုရှင်အဲ့ဒီလူကိုပေးတစ်ခုဖွင့်ခိုင်းပေးတစ်ခုဖွင့်ခိုင်းပြီးတော့ကိုကမြန်မာပြည်မှာဗီဒီယိုတွေဖန်ပြီးပြီးသူ့ကိုပို့လာ ပြီးသူ့ပြန်တင်ခိုင်းအဲ့လိုရောလုပ်လို့ရတယ်နော်မြန်မာပြည်ကတော့ online monetization ရမှာမလို့ order ဈေးမပေးထားဘူးဗျာမြန်မာပြည်ကဘန်းထားတယ် Facebook ကအားကြောင့်နိုင်ငံမှာရောက်နေတဲ့လူတွေကတော့အခွင့်အရေးရှိတာပေါ့နော်အဓိကပြောချင်တာကတော့ကိုယ်ပိုင်ဗီဒီယိုတွေကိုယ်ပိုင်တပ်ပုံတွေမများတင်မှာနော်ပြီးဆိုလဲပြီးပေါ့ပြီးမဟုတ်လဲရိုးရိုး account ဆိုလဲ professional desktop ဖွင့်လိုက်ပေါ့နော် အဲ့ဒါဆိုလို့ရှိရင်အဆင်ပြေတယ်နော်နောက်အသေးစိတ်တွေနောက်မှကျွန်တော်ပြန်တင်ပေးမယ်နော်အခုကတော့ဒီလောက်ပါပဲနော်ကျွန်တော်လည်းအလုပ်ထဲမှာတော့မအောင်